ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရင်ရလာတတ်ခဲ့တယ်။ကျွန်မအဲ့တော့သူကကျွန်မရဲ့ကိုစောပွင့်ရင်ကိုနှစ်ယောက်ပြောတယ်။ကျွန်မသူပြောတာကိုအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးသိခံလိုက်တယ်။ဆိုတော့ကိုကကျွန်မနာမည်ပြန်အောင်သိခါချောင်းကျွန်မပုံကိုရင်ရတတ်ခဲ့တယ်။ကျွန်မသိခံလိုက်တယ်။ကျမကတက်ငယ်ပေးမယ်ကျမကအညံ့ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တဲပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြပါပြီသို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျွန်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြစ် စာဖြစ်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတီးမခံပါဘူးအတေးပြတ်မှုတီးအတေးပြတ်မှုပုံမှန်၄ခုခုပုံမှန်900ရဲရဲပိုင်ပါတယ်အာမခံရပါတယ်စက်တော်ရေးပုံမှန်66ကားကြီးရဲရဲပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social social media မှာလူမှုကွန်ရက်မှာအတေးပြတ်လို့ရှိရင်ပုံမှန်၄ခုခု900နဲ့66ကားကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူးထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးစက်တော်ရေးပုံမှန်နဲ့အတေးပြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုက ရေးရေးမပိုင်ပါဘူးအာမခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်တွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြေးတာပြပါစီနေမဖြစ်စေချင်ပါဘူးရှင်နော်ကျမကနဲ့နာသူဖြစ်ပေမဲ့ကျမကပဲအသိနဲ့တည်းကိုစင်ကြင်ပြီကျမတီးခံလိုက်ပါရဲ့နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးသေးဖြတ်မယ်ဆိုရင်ကျမလုံးဝတင်းနေခံပါဘူးရှင်။ဘဘလူရင်နေကိုလိုဘောမနေတာနဲ့ဘာရလိုက်တယ်။ဟုတ်ကဲ့ကျမနောက်နောက်နေအများကြီးရပါတယ်ရှင်။နော်။ကျမပါရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟိန်းနဲ့မပုတုသတင်းတွေထွက်နေတယ်လို့ပြောဆိုလာသူတွေကဥပဒေအရဖြစ်ရှင်းတော်မူဖြစ်ကြောင်းမပုတုပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမျိုးတို့ရေတပုတ်နိုင်ငံကြီးအမြဲတမ်းရှုပ်ထွေးပါတယ်ဟာရှေ့အရင်ရက်ဒီကဆိုရင်ကျမအော်အကြီးတယောက်နဲ့ပြဿနာတက်တယ်ပေါ့နော်ဘွားတယောက်နဲ့နိုင်ငံခြားဘွားတယောက်နဲ့ကြီးထားမိပါလိမ့်မယ်အဲ့ဒီအကြီးဆိုလို့ရှိရင်လည်းအယုံဆုံးကျမတို့ပြောတာပေါ့နော်အာကျမ ဘုန်းကြီးကျောင်းမှာနေတာအားတို့ဓမ္မယုံမှာနေတာအားတို့ဘုန်းကြီးနေညာအားတို့ night club ကပါလေပူစီလို့စသည်ဖြင့်ပြောတယ်ကျွန်မတင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူးနောက်ဆုံး तू ကကျွန်မကိုဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းမှာပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနဲ့ရှင်းရမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်ဆိုတော့ပုံကိုပြဿနာတွေကကျွန်မအမြဲတမ်းပြောနေတခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလားရတယ်ကျမကိုမုန်းလာရတယ်။ကျမကိုမကြိုက်လို့ရှိရင်ကျမကိုမုန်းလို့ရှိရင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါ အဲ့ဒါဆိုရင်ရှင်တို့အတွက်ကိုကျမတို့အတွက်ကိုကြည်နေတဲ့လူတွေရောနားထောင်တဲ့လူတွေအတွက်ငါသူတပါအကုန်လုံးတွေ့ကြရှိရဥပမာကျမအခုအမြဲတမ်းပြောလေပြောထားရှိတာ factor ဘာလို့လဲလက်ရှိမှာအကုန်လုံးအဖက်ရယ်ဖက်ရယ်ဖက်ရယ်နေတဲ့အတွက်ကျမဖက်ရယ်ကြောင်းပြောရဲအမျိုးသားတတ်သူခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်လွတ်လပ်ခွင့်ဖက်ရယ်ရဲ့အနှစ်သာရတွေကျမပြောရဲနောက်တစ်ခုကျမ social contract ကြောင်းပြောရဲ ပုံမှန်65နဲ့ဆက်ဆက်ပြီးကျမ limited government အကြောင်းကျမအမြဲတမ်းပြောလို့ရှိတယ်ဆိုတော့ကျမကိုမကြိုက်ဘူးလားရတယ်ကျမကိုမုန်းလားရတယ်ကျမကိုမကြိုက်ရင်ကျမကိုမုန်းရင်ကျမကိုနဲမဲဖျက်ချင်ကျမကိုတိုက်ခါချချင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုကျမပြောတဲ့ federal အကြောင်းကျမပြောတဲ့ limited government social contract popular sovereignty နော် republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်ချင်းတစ်ချက်ချင်းပြန်ခြေပလိုက် အဲ့ဒါတွင်ရှင်တို့လက်သိက္ခာရှိတယ်။ပြောရတဲ့လူတွေနားထောင်တဲ့လူတွေလည်းငါတို့တပအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အရေးမြအဖတ်မရရင်ငါတို့တပအကျိုးမရှိရဘူး။ကျွန်မကမပြောနဲ့ကျွန်မနားရဲမထက်။နော်အရင်တစ်ခါအဲ့ဒီအရေးနဲ့ပြဿနာတက်တယ်ကျွန်မပြောခဲ့တဲ့အကြောင်းအရပေါ့။လက်ရှိမှာလည်းပြဿနာပေါင်း1000လောက်လာကြတယ်။ပြဿနာရဲ့ဈေးငွေစာကိုကျွန်မပြောမယ်နော်။ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရရလာတတ်ခဲ့တယ်။ကျွန်မအဲ့တော့သူကကျွန်မရဲ့ကိုစော်ဖုံးရင်ကိုနှစ်ယောက်ပြောတယ်။ ကျွန်တော်သူပြောတာအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးဒီခံလိုက်တယ်အင်းတို့ဂျပန်ကအဖွားတယောက်ပြောတယ်ကျွန်မဒီခံတယ်အခုမြန်မာပြည်တွင်းကဒေါ်တယောက်ကျွန်မကိုပြောတယ်ကျွန်မဒီခံတယ်ကျွန်မဘာလို့ဒီခံလဲကမ္ဘာအကောင်ဆောင်ဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဂျိုးဘိုင်နန်တို့မှချက်ထည့်လို့ရှိတယ်လို့မုန်းနေလို့လည်းရှိတယ်ကျွန်မတို့နိုင်ငံမှာလည်းတပ်ဖက်ကဒေါ်ဆန်းစုကြည်ကိုဖျားတဲ့သူကုတုသလုံးလို့ချက်ချပေးမယ်တပ်ဖက်မှာဒေါ်ဆန်းစုကြည်ကိုရော်ရှာမုန်းတိနေတူတွေရှိတယ်အဲ့ဒီလိုပဲတပ်ဖက်မှာတပ်မတော်နဲ့တပ်မတော်ခေါင်းဆောင်ကိုအသက် အသက်တွေပေးပြီးချက်တက်လို့ရှိသလိုအင်မတန်မှရွှေရှာမုန်းတီးနေတဲ့လူတွေရှိတယ်။ဆိုတော့နိုင်ငံကောင်းဆောင်ကဘာကောင်းဆောင်တဲ့လူတောင်ချက်ချင်းမုန်းချင်းချက်တက်လို့မုန်းတက်လို့ရှိသလိုကျမတို့မိမတယောက်ကိုလည်းချက်တက်လို့ရှိသလိုမုန်းတဲ့လူတွေရှိမှာပဲ။ဆိုတော့ချက်တက်လူကချက်တက်လျောက်ဂျမ်းမာပါစေချမ်းသာပါစေမဘူးတူလီအန်ဒီရဲ့ကင်းပေးရှင်ပါစေဆုတောင်းပေးမယ်မေတ္တာပို့တာပေးမယ်။မုန်းတဲ့လူကလည်းမုန်းတဲ့လျောက်ရန်ရှာမယ်ပြဿနာရှာမယ်။ဆိုတော့ဒါတွေကိုကျမကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျမကိုဘယ်သူလာပြပြကျမသိခင်လိုက်တယ်။ဆိုတော့ ဲ့ဒီ ND တယောက်ကျွန်မပြောတယ်ကျွန်မသိခံလိုက်တယ်ဆိုတော့အဲ့ ND ကျွန်မကြောင်းပြောတယ်ကျွန်မပြန်မပြောဘာလို့ဆိုတော့ကျွန်မသူ့မရမှာကိုရင်လုံးနဲ့ကျွန်မဘာလို့မဆိုသိခံနေသိခံရတဲ့အကြောင်းရင်းတိချက်တဲ့လူရှိသလိုမုန်းတဲ့လူရှိမှာပဲကိုကြိုက်တာကိုလို့နေတာဖြစ်တဲ့အတွက်ချက်တဲ့သူရှိသလိုမုန်းတဲ့လူလည်းရှိမယ်အဲ့အတွက်ကျွန်မသိခံတယ်နောက်တစ်ခါအဲ့ ND ကပဲကျွန်မကိုထပ်ပြီးပြောတယ် ဖြတ်ပြီးပြောတော့အကောက်တူကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တူဖြစ်ပါတယ်အကောက်တူဖြစ်ကြောင်းကိုကျမက YouTube အမြဲတမ်းသုံးနေတဲ့အတွက်ကျမရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကတင်ထားပါတယ်ဆိုပြီးကျမက AI အကြောင်းပြန်ပြီးဖြည့်ရှင်းလိုက်တော့အဲ့ဒီ ND နဲ့ကျမလည်းပြည်လဲမှုရသွားတယ်ပြဿနာကအဲ့ဒီ ND ကကျမကိုလာပြီးပြဿနာရှာတယ်ကျမကပြဿနာပြန်မလို့ဖယ်နေ AI အကြောင်းဒါသည်အကောက်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကကျမပြောထားပါတယ်ဆိုပြီးတော့ပြောလိုက်တော့သူနဲ့ကျမနဲ့ပြည်လည်မှုရတယ်အဲ့ပြဿနာပြီးသွားပြီထင်တာကို အဲ့ဒီ anti နဲ့ခင်းတဲ့နောက်တဲ့ anti တယောက်ကအတော်တယောက်ကဒီပြဿနာကိုအစားဆွဲထုတ်ပြီးတော့ကျမကဒီဥစ္စာကိုအောက်တုဆိုအစိုးရအောက်တုလို့မပြောဘဲနဲ့ဒီ anti ကကျမကိုပြောရမှာကျမကအောက်တုကြီးပါဆိုလို့ထားပြောတယ်ဆိုကျမကိုရန်ရှာတယ်တကယ်တော့ဒါကြီးကအောက်တုပါဆိုတော့သူတို့မတိုင်ငယ်ရင်းနေကကျမပြောပြီးသားနော်အဲ့ဒီကာယကံရှင်ကကျမကိုပတ်အရင်လုံးရန်လာရှာတဲ့အတေးနဲ့ကျမလည်းပြေးလဲသွားပြီပြဒနာကအေးအေးစစ်စစ်ပြီးတော့နောက်ထပ်အတော်တယောက်ကအတော်ကြီးတယောက်ကကျမကိုလာပြီးထပ်ပြီးပြဒနာရှာတယ် ကျမနာမည်ထည့်မပြောဘာလို့လဲဆိုတော့အင်းတော့တော့စိတ်တက်တယ်ပေါ့လုံရက်တယ်ပေါ့သူတို့ကငါရင်မျိုးသားရေးလုတ်ခင်တာပဲငါမျိုးသားရေးဆိုတာဘာမှမသိခင်ကျမခုနှစ်တန်းရှစ်တန်းအကြောင်းသူဘဝရဲ့ကသူတို့ကမျိုးသားရေးလုတ်ခဲ့တယ်လို့ဆိုတော့လေးစားတမှုလေး ਨੇ ကျမအမြဲတမ်းလေးစားတယ်ကျမရှိမှသူ့မကောင်းချောင်းဘသူလာပြောပါစေသူ့ကောင်းချောင်းပဲကျမပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စစားစကားအခုတော့ကျမထင်ထားတဲ့အထင်ကြီးတဲ့စိတ်တက်တွေနဲ့တကယ် အတွင်းစိတ်တက်ကတခြားသည်ဖြစ်နေလို့နာမည်တော့ထုတ်မပြောကြအောင်เนาะဆိုတော့ထားလိုက်တော့ကျမပုဂ္ဂိုလ်ကြီးတိုက်ခိုက်တယ်ကျမအတေဖြစ်တယ်ကျမတိခံလိုက်တယ်ကျမတိခံပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြည်သနောက်တစ်ခါအစပြန်ဆွဲထုတ်ကြတယ်ဆိုတော့ပြဿနာရေပေါ်မှာကျမရှင်ဝဲဦးတီလာပြီးတော့ဒီနားမှာနေတပုတ်ဦးလို့ရစ်ခွေနေတယ်ဆိုတော့အဲ့ဒီကိစ္စတွေကငါတို့တော့ဘာဘသူတို့အကျိုးရှိတယ်လေဘသူတို့အကျိုးမြတ်ရမလဲရွေချက်ကပါလေ အရန်ပေါ်လိုက်ပြီးအရန်တည်တာထင်ရှားနေတယ်။ဆိုတော့သူ့ကိုဘာကြောင့်ငပိလို့ခေါ်လဲဆိုတော့ကျွန်မကကိုမှတပတ်ပေါက်တယ်။ထားပါလိ။ကျွန်မဒီပရမတောင်းကြံပြီးကျွန်မကိုအသေးပြတ်မှုတွေကျွန်မသိခံပါရဲ့။ဒီနေ့ကျမပြောတဲ့ဇက်ကနောက်ဆုံးပါဒီနေ့ကျမဗဇက်ကသူများအကြောင်းထုတ်ပြောတာနောက်ဆုံးပါကျမသိခံလိုက်ပါတယ်သို့တော့ဒီနေ့ဒီနောက်25ကျော်ရှိရနေရှိရနေနောက်ပိုင်းကျမရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးအဖြတ်မဲ့ဆိုရင် ကျွန်မသိခံမှုတိုင်းတာကုန်သွားပါပြီရှင်။ကျွန်မကိုအခုနမေးနမေးကြောင်းအောင်ပုံရေးပြောင်းကိုကကိုအောင်နေမကောင်းဘူးပြစကားပြောတာအဆင်မပြေ။ကျွန်မကိုပေးပြန်ဖြစ်နေရနော်။ကျွန်တော်ကိုကကျွန်မကိုနမေးပြောင်းအောင်သိခါချောင်းအောင်ကျွန်မပုပ်ပွေရတိုက်ခိုက်တယ်။ကျွန်မသိခံလိုက်တယ်။ကျမကတက်ငယ်ပေးမယ်ကျမသိဉာဏ်ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တေးပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြီးပါပြီသို့တော့နောက်နောက်ဒီနေ့ 2025ခုနှစ်ဂျွန်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမသိမခံပါဘူးအတေရဖြတ်မှုတည်အတေရဖြတ်မှုပုံမှာ၄ကိုကိုပုံမှာ900ရဲရေးပိုင်ပါတယ်အာမခံရပါတယ်ဆက်တွေ့ရေးပုံမှာ6ချောက်ချောက်ကာကြီးရေးရေးပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social ကွန် social media မှာလူမှုကွန်ရက်မှာအသေးရေဖြတ်လို့ရှိရင်ပုံမှန်လေးကိုကို900နဲ့6ချောက်ချောက်ကာကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူး ထပ်ပြောပါမယ်ရှင်။အဲ့ဒီလိုမျိုးစက်သွေးပုံမှန်နဲ့အသေးဖြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုကရေးရေးမပိုင်ပါဘူး။အာမခံမရပါဘူးရှင်။ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇကားတွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြေးတာဖြစ်ပါစေနဲ့မဖြစ်စေချင်ပါဘူးရှင်။နော်။ကျမကနဲ့နာသူဖြစ်ပေမဲ့ကျမကပဲအသိနဲ့တရေကိုစင်ကြင်ပြီးကျမတီးခံလိုက်ပါရဲ့။နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးသေးဖြတ်မယ်ဆိုရင်ကျမလုံးဝတိနေခံပါဘူးရှင်။ဆိုတော့အဲ့မှာ လူတွေအများဆုံးပြောကြတယ်မေကောလူတွေအများဆုံးခနဲ့ကြတယ်အခုခွတ်တော့ခွတ်တော့လိုင်စင်မဲ့ကားရေးဆိုင်ကြီးတွေဖမ်းတာကိုမဘုတုဘာလို့မပြောတာလဲတချို့ကြတော့မဘုတုကဘာဘာအလုပ်လုပ်ပြီးချမ်းသာနေတယ်လေတချို့ကြတော့ကျမကဝတ်တောက်ဆိုင်ငယ်စီးနေတဲ့အတွက်ဝတ်တောက်ဆိုင်ငယ်တွေဖမ်းတာကိုနှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်တကယ်တော့ကျမကနှုတ်ပိတ်နေတာမဟုတ်ဘူးရှင်တို့ကနားတွေပိတ်နေတာအဲ့ဒီဝတ်တောက်လိုင်စင်မဲ့ကားရေးဆိုင်ငယ်တွေဖမ်းဆီးမှုကိုကျမပြောထားပါတယ်ကျမကောင်းတယ်မှာဝေရှာကြည့်ပါ ဆိုတော့ဥပဒေနဲ့ညီသွားရမယ်နော်နိုင်ငံတော်အခွင့်အရေးနဲ့နားရတယ်ဒါကြောင့်မလို့ license မဲ့ကားရဲ့ဆိုင်ငယ်တွေဖမ်းတာကောင်းနေအပီးတိုးတော့ license မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုတွေတိုင်းပြည်အတွက်ခွင့်အရေးအများကြီးနဲ့နားပါတယ် license မဲ့ဥပဒေမဲ့မြေသားသူတူပေါ်မှုတွေရွှေလုတ်ကွက်တွေကြောက်စိမ့်လုတ်ကွက်တွေတိုင်းရင်းသားလက်နက်ခိုင်ဖွဲ့အမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါတယ်နော်ကျောင်းတက်တွေဆိုလို့ရှိရင်လည်းပဲအလောင်းတော်ကသဘာမျိုးသားဝင်းရင်ဘေးမဲ့တော့ကတက်တွေကိုနှစ်ချုပ်တက်ပင်ကို ပါသုံးလုံးတွေကခိုးယူရောင်းချထိုးလုပ်နေတဲ့အတွက်တစ်တော့ area ရဲ့80ရာခိုင်နှုန်းမှာရှိတဲ့နှစ်ရှို့တစ်ပင်အကြီးတွေပြောင်းနေပါပြီဆိုတော့ကိုဘူနကားအဖွဲ့ကကောင်ကိုတိုင်းကဖုံးတဲ့ဗီဒီယိုမှတ်တမ်းရိုက်ယူပြီးတက်တဲ့ဖိုင်တွေသူတို့အချင်းချင်းဟိုမှာချပြထားတာတွေရှိတယ်။မဟာမြိုင်ပြည်မဲ့တော့မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျွန်းတတိအဲ့မှာရှိတဲ့အင်းပင်ကရိုးတွေလာမတူအဓိကရောင်းချနေကြတယ်။အဲ့ဒီလိုမျိုးလိုင်စင်မဲ့တစ်ထုတ်လုပ်မှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွင့်အရေးအများကြီးညှိနှိုင်းပါတယ်။တော့လိုင်စင်မဲ့ကားတွေ၊ဆိုင်ငယ်တွေဖမ်းဆီးတယ်လို့အရေးယူတယ်လို့ ဒါမျိုးတွေကိုလည်းအရေးယူပေးနေကြပါတယ်နောက်တစ်ခုက ဖားကက်မှာချီခွေမှာရှေ့ရက်ကချီခွေမှာရေးကြီးတော့အဲ့ရေးကြီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေရှားတဲ့တို့ဘာမှုရွှေလုံးကွက်တင်တော့ချောင်းဆိုင်လုံးကွက်တင်အဲ့ဒီအကြောင်းတွေကျွန်မပြောပြပါတယ်နော်ဆိုတော့လိုင်စင်မက်ကားရေလိုင်စင်မက်ဆံငယ်တွေဖန်ကြီးရေးယူသလိုတိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက်ဖန်ကြီးရေးယူသလိုအဲ့ဒီလိုလိုင်စင်မက်ဥပဒေမဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်အခွန်ဝင်ငွေနဲ့နာတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ ဖြည့်ရှင်းပေးမယ်နှိမ်နေပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ်။ရှင်တို့တွေနားလည်နေလို့မကြားတာဖြစ်နေတယ်။နော်ဆိုတော့ကျွန်မကဝက်တော့ဆိုင်ငယ်စီးနေလို့ကျွန်မကနှုတ်ပိတ်နေရချင်မဟုတ်ပါဘူး။နောက်တစ်ခုကကျွန်မဘာလို့လုပ်လဲဆိုတာကိုကျွန်မကညဘာလို့လုပ်ပြီးတော့ဟိုသမင်း မစားနေလဲပေါ့နော်ဘာမှမလုပ်ခဲနဲ့တချို့ကကျမကအမြဲတမ်းကျမဆိုင်ငယ်ဘေးရွက်တွေအငှားချတာတယ်ဆိုတာကျမ YouTube မှာတင်းနေကျမ YouTube ကလူတွေတော်တော်များများတည်တည်လို့လည်းပဲကျမကဆိုင်ငယ်ဘေးတွက်တွေဝက်တောက်တွေစီးလို့ကျမကဝက်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာနော်ဆိုတော့ကျမမဘုဒ္ဓဘာလို့လို့လဲဘာမှမလုပ်ပါဘူးဘာလို့မလုပ်တာလဲအိမ်ထဲမှာထိုင်နေရင်းနေတောင်မှဘယ်နားမှာဘသူအသက်ခံလာရပြီဟိုနားမှာဟိုလူအသက်ခံလာရပြီနေ့စဉ်နဲ့များတည်နေကြနေရတာ ဆိုတော့ကျွန်မတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှောင်ပါတယ်ဒါကြောင့်ကျွန်မအပြေးထွက်ပြီးလုံးမလုပ်ဘူးအလုံးမလုပ်ပဲဘုရားပစံနဲ့ထမင်းစားရတယ်ကျွန်မဆိုင်ကယ်ဘေးတွေတွေအငှားချထားတယ်ဆိုင်ငယ်တစ်စီးကိုလေးတာအလုံးကန်ရှားပေါမှုနဲ့အေးအေးကစစ်မှုထမ်းခေါ်ယူမှုကြောင့်ရခိုင်ကလူငယ်များမှောင်ခိုလမ်းကြောင်းကခိုးထွက်မှုများပြားလာနေ ရခိုင်တွင်အလောက်ကန်ရှားပါမှုအပါဝင် AA ကစစ်မှုထမ်းခေါ်ယူမှုကြောင့်ရခိုင်ကလူငယ်များပြားမှာနီလက်မျိုးစုံဖြင့်ကီမနှင့်ပြည်ပသို့မှောင်ခိုလမ်းကြောင်းကနေခိုးထွက်မှုများပြားလာနေကြသည်ရခိုင်ကနေပြည်မနှင့်ပြည်ပသို့ကိုးဆောင်ပေးနေသောကွဲစားအဖွဲ့တစ်ဖွဲ့နှင့်အဆက်အသွယ်ရရှိခဲ့ပြီးမင်းတို့ကိုမေးမြန်းချက်အရလူငယ်များကိုယခုတစ်ချိန်ဆိုပါက၄ချိန်မြောက်ကိုးဆောင်ပေးခြင်းဖြစ်ကြောင်းပြောပြသည် အဆိုပါပွဲစားအဖွဲ့ကနောက်ဆုံးပို့ဆောင်ပေးခဲ့သည့်အတုပ်တွင် အသက်၈နှစ်ကနေ30အရွယ်ရှိလူငယ်များဖြစ်ကြပြီး အမျိုးသား25ဦးနှင့်အမျိုးသမီး6ဦးစုစုပေါင်းလူဦးရေ32ဦးဖြစ်ကြောင်းပြောဆိုသည့်ပွဲစားအဖွဲ့ခေါင်းဆောင်တဦးကလမ်းမှာတော့အရန်အခက်ခဲကြုံရပါတယ်။ရခိုင်ပြည်တောင်ပိုင်းဘက်ကဆိုရင်လူတအူးကို18သိန်းကနေ19သိန်းယူပါတယ်အနည်းဆုံးလူဦးရေ30ကနေ40လောက်ထိရမှတတုပ်ထွက်ပါတယ် လမ်းမှာစားဖို့တောက်ဖို့အတွက်ကျွန်တော်တို့ဘက်ကလူလေးဦးကိုထည့်ပေးပါတယ်။လူငယ်တွေကပုံစံမျိုးမျိုးနဲ့ရခိုင်ကနေထွက်ခွာချင်းကြတာပါ။တချို့ကြတော့ပညာတပိုင်းတစနဲ့တချို့ကြတော့မိဘဆွေမျိုးအရန်နွမ်းပါတော့ပြပကိုထွက်ခွာချင်းကြတယ်။တော်တော်များများကတော့စစ်မှုထမ်းခေါ်ယူမှုကြောင့်ထွက်ခွာကြတာပါဟုပြောသည်။ရခိုင်ပြည်ကနေပြည်မနှင့်ပြည်သူပွဲစားများကနေတဆင့်မောင်ခိုလမ်းကြောင်းကနေပို့ပေးနေသောပွဲစားအဖွဲ့၃ဖွဲ့ထက်မနည်းရှိနေပြီးရ။ ဒေတာအလိုက်လူတူကိုပို့ဆောင်ကတတ်မှတ်ထားကြောင်းစုံစမ်းသိရှိထားသည်ရခိုင်ကနေပြည်မဘက်ကိုရောက်ရှိဖို့လမ်းမှာဆယ်ရှိရက်အထိကြာမြင့်ပြီးရိုးမတောင်ကိုခြေကျင်လမ်းလျှောက်ခဲ့ရကြောင်းပေါတော်မျိုးနယ်ကရန်ကုန်ရောက်ရှိလာသူတူကပြန်လည်ဖြေဆိုသည်ဆိုင်ငယ်တည်းကိုတရက်ကို၄00နဲ့၁၄စီတရက်ဝင်ဝင်ဘယ်လောက်ရှိမလဲတွေ့ကြည့်ပါ မင်းဆိုင်ရဲ့ဆက်လေးသည်တပြိုင်တည်းဝင်နိုင်လားမဝင်နိုင်ဘူးကျမမချမ်းတော့ကျမစပြီဝယ်တော့ကျမမရှိနေတဲ့ရွှေတုံးငွေစားအကုန်စုပြောင်းချတာဆိုင်ငယ်6စီပဲဝင်နိုင်အဲ့ဒီ6စီကနေပြီးကျမရင်းနှီးမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကျော်မှာကျမဆိုင်ငယ်ဆက်လေးကြီးရတယ်ဆိုင်ငယ်ဆက်လေးကြီးရတဲ့အတွက်ကျမဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်နော်ဘာလုံးမှလုံးဆောင်မလို့ပဲကျမဝင်ငွေ9000ရတယ်ဟောဆိုတော့အခု ကိုတောက်ဆိုင်ငယ်ဖန်းတော်မယ်ဆိုတော့မဘူးတို့ထမင်းဦးတော့ရိုက်ကွဲတော်မှာပဲဆိုပြီးတော့အားရဝမ်းသာမပြောကြနဲ့အဲ့ဒီဆိုင်ငယ်ဘေးရဲဒီအကုန်လုံးရောင်းပြီးတော့ကျမကားဒစီ installment နဲ့ဝယ်ထားတယ်။အဲ့ဒီကားဒစီကို installment နဲ့ဝယ်ပြီးတနေ့တတိငွေသွင်းရင်ကျမကားပိုင်ဖြစ်မယ်။နောက်တစ်ခုကကျွန်မမဖုန်းနှလုံးရှိရဲ့အခုပြောနေတဲ့ဖုန်းပြင်ကျွန်မမတက်ပလက်ဖုန်းတစ်လုံးရှိရဲ့အဲ့ဒီဖုန်းကိုကျွန်မအငှားထားတယ်။ဘလို့ငှားရလဲဆိုတော့နော်ဟာ6တက်ခောက်တာအန်စာတုံးလေးကိုဂလုတ်ဂလုတ်လို့နှိပ်လိုက်လို့ရှိရင် သူကြရဲ့အကွက်တိုင်းရှိရတာ6တက်6တက်ပုံစံ6တက်လို့ခေါ်ရဲကျွန်တော်တို့ရှိမှာအန်စာတုံးလေးနှိမ့်တာအဲ့ဒါငားတာကတပွဲကို900သူတို့ဆိုရတပွဲကို1500ဆိုတော့ပြန်မြတရက်ဝင်ကို800မနေ့ကဆိုရင်တောင်းတုံးတော့ရတယ်တရက်ကိုအနည်းဆုံး800ရပါတယ်နော်တရက်ကိုအနည်းဆုံး800ရတယ်ကျွန်မရဲ့အသုံးစရိတ်မနေ့စာ2000ကျွန်မလည်းပြီးတောက်တယ်2000 ဝင်ကားစားလဲ1900ပဲကုန်တယ်ဆိုတော့မနက်စာ30 2000နေ့လယ်စာထမင်းစားတာ9000အဲ့9000ချက်မစားဘူးเนาะကျွန်မဆိုင်မှာစားတာ9000ညစာထမင်းစားရဲ့9000ဆိုတော့ဒီနေ့စာအတွက်ထမင်းစီကျွန်မ30က1200ပဲရှိပါတယ်အဲ့တော့အဲ့1200ထမင်းစီကိုကျွန်မဘာမှပူစရာမလိုပဲနဲ့အဲ့ဒီဖုံးငားခါရတဲ့ဒီတဲ့ကျွန်မရပါတယ်เนาะဆိုတော့ဘာအရန်နေစိတ်ဝင်စားနေတဲ့လူတွေရှိတယ်လဲကျွန်မဖြည့်ပေးလိုက်ပါတယ်ဆိုတော့တပုတ်ဦးလုံးနိုင်တယ်ရေးအင်မတန်မှရှုပ်ထွေးပြီးအင်မတန်မှစိတ်တည်ညစ်ပါတယ်လို့မနေ့က ။ဒါမှမဟုတ်အခုတယောက်ပြောထားတာတွေ့လိုက်တယ်။အခုနိုင်ငံရေးမှာပေါ့နော်သူဆိုလို့ရှိရင်လည်းပဲလက်ရှိမှာပြည်သူဆဲလို့တို့လို့ဖန်သိခံရပါ냐ရှိတယ်။ဟာတူဦးလည်းဘာရလိုက်လို့မင်းရင်နဲ့တူနောင်သားကြီးရပါတယ်ဆိုတော့မဘုတုလည်းလို့ပဲမဘုတုနေပါလေရလိုက်တယ်ဟုတ်ကဲ့ကျမနောင်သားကြီးရလိုက်ပါတယ်ရှင်ကျမနောင်သားကြီးရပါတယ်ကျမကလေနံပါတ်1ကျမအသက်ကိုရင်းပြီးလောက်ရတာအသက်ကိုရင်းထားရတာဖြစ်တဲ့အတွက်စီးပွားရေးတွေပညာရေးတွေကတော့ပြောမနေနဲ့တော့ကျမအသက်တယ်လားတော့မဟုတ်ဘူးကျမမိဘအရောပါကျမကပေးဆက်ထားတာ ကျမမိဘရောကကျမပေးဆက်ထားတယ်ကျမမှာမိဘနှစ်ပါးအသက်ရှိထဲကြရှိပါလျှက်ရနဲ့ကျမတို့ရှင်ပွဲကွဲနေရတယ်တချို့ညီပေးတွေဆိုကျမတို့ပြောတယ်မိမိမကိုယ်တိုင်ကနင့်ကိုတာတမီးစင်းရင်မသွေးမဲနဲ့မိမိဘကိုယ်တိုင်ကနင့်ကိုဆုံးပြစ်ထားတာအဲ့ဒီလိုလာပြောကြတယ်ကျမရင်ရင်ထဲမှာနှင့်နေအောင်ခံစားရတယ်ကျမမမိဘနှစ်ပါးအသက်ရှိထင်ရရှိပါလေကျမစင်ကွဲကွဲနေပြီကျမအခုလိုတွေလုပ်တဲ့အတွက်ကျမမိဘတွေနဲ့ကျမဝေးနေရတယ်နော် ကျွန်မမိဘကိုယ်တိုင်ကကျွန်မကိုဆော့ပြစ်ထားတယ်။နော်ဆိုတော့ကျွန်မပင်းဆက်ထားတာကကျွန်မဘွားကျွန်မသက်ကျွန်မမိသားစုကျွန်မမိဘဒါကျွန်မတည်းမဟုတ်ဘူးကျွန်မထင်တယ်ကျွန်မလိုလူတွေအကုန်လုံးအဲ့ဒီလိုပဲပင်းဆက်ထားရတယ်ထင်တယ်။ဆိုတော့ကိုယုံကြည်ရကိုလို့ကိုလို့တယ်ကိုကြိုက်တာကိုလို့ကိုကြိုက်တာကိုလို့ကိုသမိုင်းကိုရေးကိုဖြစ်ကိုခံဆိုတော့ကိုကြိုက်တာကိုလို့ပြီးကိုသမိုင်းကိုရေးပြီးကိုဖြစ်ကိုခံနေတဲ့အချိန်မှာ ဘေးကနေဝိုင်းပြီးတော့ယင်းနှစ်သူကအခုထိုးရမလို့ဘူးဆိုချင်ဝိုင်းလုံးပို့လည်းမလို့ဘူးကျမလည်းဘသူ့ကိုမှယင်းနှစ်သူသွားပြီးဝါကူမထိုးခဲ့ဘူးကျမဘသူ့ကိုမှလည်းဆိုချင်ဝိုင်းမလောင်ခဲ့ဘူးဒါကျမရဲ့စိတ်တည်းနဲ့ကျမရဲ့ခံယူချက်ဆိုတော့အဲ့ဒီလိုပဲမပတူရင်းနဲ့ကုလိုဘောမှနေတာနဲ့ဘာရလိုက်တယ်ဟုတ်ကဲ့ကျမနောင်နာတွေအများကြီးရပါတယ်ရှင်နော်ကျမပါရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်နော်ဒီမကောင်းတာကြားထဲမှာပြောရတာမောပါတယ်ရှင်